ကက်သလစ်အသင်းတော်ရဲ့လက်ထက်ထိမ်းမြားခြင်းနဲ့ပတ်သက်ပြီးကက်သလစ်အသင်းတော်မှာပြဋ္ဌာန်းထားတဲ့ကာနန်ဥပဒေနဲ့တီယိုလော်ဂျီဆိုင်ရာတုံတင်ချက်တွေမှာလက်ထက်ထိမ်းမြားခြင်းဆိုတာချစ်ချင်းမေတ္တာ၌မိမိတို့ဘဝကိုယ်စီကိုအပြန်အလှန်ပေးဆက်ရယူပြီးစိတ်ဝိညာဉ်နှလုံးသားခန္ဓာကိုယ်အပြည့်အဝပူပေါင်းခြင်းအပြင် ရရှိလာတဲ့တာသမီတွေကိုအတူတကွာကျွေးမွေးပြုစုစောင့်ရှောက်ထိန်းသိမ်းကြရန်ရည်ရွယ်ထားကြတယ်အမျိုးသမီးတဦးနဲ့အမျိုးသားတဦးတို့ရဲ့တိတန့်ပေါက်ဖွဲ့ခြင်းဖြစ်တယ်လို့တွင်တင်ထားပါတယ်ဖခင်เจ้าနဲ့ဖခင်သခင်ရှေ့လက်ထက်ချင်းဟာခရိယန်ထုံးစံဥပဒေအရာဒါမှမဟုတ်လူကြားသူကြားတဲ့မျက်နှာပန်းလှစီဖို့ရန်အတွက်လက်ထက်ချင်းမဟုတ်ပါဘူး ဖះเจ้ามาလက်ထက်ချင်းဆိုတာဘဝရဲ့ရွေးချယ်မှုယုံကြည်ခြင်းရဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။ကျမတို့ကက်သလစ်ခရစ်ယာန်အားလုံးဟာ မွေးဖွားပြီးမကြခင်မှာပဲစေကျော်ခြင်းမင်္ဂလာကိုခံယူပြီးခရစ်ယာန်ဖြစ်လာခဲ့တဲ့အချိန်ကနေစပြီးမိမိတို့ဘဝကိုယ်စီကိုဖះရှင်ထံမှာအနံပူဇော်ထားကြပြီးဖြစ်ပါတယ်။မိမိတို့ဘဝမှာဖះသခင်ရဲ့အလိုတော်အတိုင်းကျင်းဆောင်တည်ဖို့ရန်အတွက်ပရိညာတစ္ဆာပြုလုပ်ထားကြပြီးဖြစ်ပါတယ်။ ဒါကြောင့်ဘဝရဲ့ရွေးချယ်မှုတွေပြုလုပ်တဲ့အချိန်မှလေဖျားသခင်ရဲ့အလိုတော်အတိုင်းအသင်းတော်ရဲ့ဝိနည်းအတိုင်းကြင့်ကြံအကောင်အထည်ဖော်ဖို့ရန်အတွက်ဖျားเจ้าထဲမှာဂရီတစ္ဆာပြုလုပ်ကြခြင်းပဲဖြစ်ပါတယ်လက်ထက်ချင်းဆိုင်ရာဂရီတစ္ဆာမှာ ကျမ်းမာသည်ဖြစ်စီ မကျမ်းမာသည်ဖြစ်စီစင်ရည်သည်ဖြစ်စီ ချမ်းသာသည်ဖြစ်စီ မရှိအတူရှိအတူ အေးအတူပူအမြဆူတဲ့ဂရီတစ္ဆာဟာအိမ်နောင်ရေးမှာကြုံတွေ့လာမဲ့အခက်အခဲတွေအကောင်းဆိုးအားလုံးကို ရင်ဆိုင်ဖို့ရန်အတွေ့အဆင်သင့်ရှိနေတာကိုဂရီပြုနေခြင်းပဲဖြစ်ပါတယ်။ခရီးရန်လက်ထက်ချင်းမှာဒရိုသားဟာတခင်ခရစ်တော်ကိုကိုးစားပြုနေပြီးဒရိုသမီးဟာ အသင်းတော်ကို ကိုးစားပြုကာလူရှိဖျားရှိ အသင်းတော်ရှိမောက်မှာတတလုံးအတွေ့ဗရင်းကြီးတစ္ဆာတရားစုနေခြင်းဖြစ်ပါတယ်။ဒါကြောင့် သူတို့သားနဲ့သူတို့သမီးတို့ရဲ့မင်္ဂလာဆောင်ခြင်းကိုမြစ်စာတရားအတွင်ပြုလုပ်ကျင်းပရင်ပုံမှုအတိတ်ပဲပေါ်လွင်စေပြီးပူပြီးလေးနဲ့စီပါတယ်။သူတို့သားအတူယူရမယ့်ပုံကူကတော့သခင်ခရစ်တော်ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သခင်ခရစ်တော်ဟာသူချစ်တဲ့အသင်းတော်နဲ့သာဝရပေါင်းစည်းဖို့ရန်အတွင်နှိမ့်ချလေလောကထဲမှာလူအဖြစ်ယူခဲ့ပါတယ်။ တူချစ်တဲ့လူသားတွေဒို့မဟုတ်အသင်းတော်ကိုကယ်တင်ဖို့ရန်အတွက်ဒုက္ခစရိယာကိုကြင့်ခံပြီးအသေးခံတော်မူခဲ့ပါတယ်မိမိရဲ့အသွေးအသားကို လူသားတွေရဲ့ဝိညာဉ်အစာအစာအဖြစ် နေတိုင်းကြွေးမွေးပါတယ်ဒီလိုပါပဲမိသားစုထဲမှာခင်မွန်းဖြစ်သူဟာမိမိချစ်တဲ့ဇနီးနဲ့သက်ဆုံးတိုင်ပေါင်းစည်းနိုင်ဖို့ရန်အတွက်အနစ်နာခံကြိုးစားရပါတယ်မိသားစုအတွင်းလူအပ်ချက်အားလုံးကို နေ့စဉ်နေ့တိုင်းဖြည့်ဆည်းပေးနိုင်အောင် စူးစားရပါတယ်။သူတို့တမိအတူอยู่ရမယ်ပုံကူကတော့အသင်းတော်ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အသင်းတော်ဟာသခင်ခရစ်တော်ကိုချစ်တယ်၊ကြည်ညိုလေးစားတယ်၊ဘဝတစ်ခုလုံးကိုအနန္တထားတယ်။မိမိချစ်တဲ့သခင်ခရစ်တော်နဲ့အစီအမဲပေါင်းစည်းနိုင်ဖို့ရန်အတွက်မိမိဘဝကိုနှိမ့်ချပြီးအနိနာခံကြိုးစားပါရစေ။မိမိရဲ့အတ္တတွေကိုဆွံ့လွတ်ပြီးသခင်ခရစ်တော်ရဲ့အလိုတော်တိုင်းနေထိုင်ဖို့ရန်နေ့စဉ်နေ့တိုင်းကြိုးစားပါရစေ။ ။သခင်ခရစ်တော်ပေါ်ယုံကြည်အားကိုးမှုအပြည့်ရှိတယ်။ဒီလိုပါပဲစနီးဖြစ်သူဟာမိမိရဲ့ခင်မွန်းအပေါ်မှာယုံကြည်မှုအပြည့်ရှိရပါမယ်။အားကိုးရပါမယ်။ကြည်ညိုလေးစားရပါမယ်။မိမိခင်မွန်းနဲ့တက်ဆုံးတိုင်ပေါင်းစည်းနိုင်ဖို့ရန်အတွက်မိမိရဲ့အတ္တတွေကိုဆွန့်လွတ်ပြီးမိမိခင်မွန်းရဲ့အလိုအတိုင်းနေထိုင်ကြင့်ကြံနိုင်အောင်ကြိုးစားရပါမယ်။ ဒီလိုနဲ့ဇနီးနဲ့ခင်မွန်းဟာမိမိတို့ရဲ့အိမ်အောင်တဲ့ဘဝတစ်လျှောက်လုံးမှာတခင်ခရစ်တော်နဲ့အသင်းတော်ကိုဆန္ဒမူနာယူပြီးကြင့်ကြံနေထိုင်မယ်ဆိုရင်အစဉ်ပျော်ရွှင်တဲ့အင်ဂီဟာလေးကိုတည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။